မင်္ဂလာပါဒီနေ့မျှဝေမယ့်အကြောင်းအရာကတော့ classification of the pali canon ပြိတ္တကတော့ခွဲဝေပိုင်းခြားပုံအကြောင်းနဲ့ပတ်သက်တယ်အောင်နော်ကောက်နှုတ်ပြီးတော့မျှဝေပြီးသွားမှာဖြစ်ပါတယ်အားလုံးသိရှိကြတဲ့အတိုင်းပဲဒီထေရဝါဒဗုဒ္ဓဘာသာဟာနော်ဒီမြန်မာနိုင်ငံလို့တီးဟူထိုင်းလောနဲ့ကမ္ဘောဒီးယားဒီနိုင်ငံတွေမှာကွဲလွဲမှုမရှိသလောက်ပြန့်နှံ့နေပါတယ် ဒါကြောင့်ဒီနိုင်ငံတွေကိုခေရဝါရငါးနိုင်ငံရဲ့လို့ဘုရားဘာသာတုတ္တိတီကလည်းအဲပြောဆိုခေါ်တွင်ခဲ့ကြပါတယ်ဒီနိုင်ငံတွေမှာလက်ခံထားတဲ့ပိဋကတ်တိုရီဟာဆိုလို့ရှိရင်ပါဠိဘာသာနဲ့ပဲရှိတယ်ဆိုတာလည်းအလုံးသိရှိကြပါတယ်နော်ဒီပိဋကတ်တော်ခွဲဝေပိုင်ခြားပုံကိုညှဝေပြီးတော့မှဖြစ်ပါတယ် 3 pitika 3 baskets ဒီ pitika ဆိုတဲ့မူလအဓိပ္ပာယ်ကတော့ချင်းတောင်းလို့အနဲ့အဓိပ္ပာယ်မှတ်ယူထားကြပါတယ် pitika ဆိုတဲ့အသုံးနှုန်းနဲ့ပတ်သက်ပြီးတော့လည်းအယူအဆ2မျိုးရှိတာကိုလေ့လာမှတ်သားရတယ်ပထမတစ်မျိုးကတော့ချင်းတောင်းဆိုတဲ့ပစ္စည်းကမိမိတို့ထည့်လို့ရတူလောင်ထားလို့တဲ့ပစ္စည်းတွေကိုအလွယ်တကူထည့်ပြီးတော့မှတူလောင်ထားနိုင်တယ် အလားတူပဲဒီဗုဒ္ဓဝဆနာတွေကိုသဘောတူရာတွေလိုက်ပြီးတော့မှတူလောင်ထားတာကိုပိတကလို့ခေါ်ခြင်းဖြစ်ပါတယ်။နောက်တစ်ခုကတော့အိန္ဒိယနိုင်ငံမှာအလုသမားတွေဟာမြေတူးမြေတည်ကြတဲ့အခါချင်းတောင်းနဲ့လက်ဆင့်ကမ်းပြီးတည်ခဲ့ကြတယ်။ဒီတိုင်းပဲပေါ့နော်ဗုဒ္ဓဝဆနာတွေကိုလည်းခစ်ဆက်ဆက်ဆရာတပည့်တို့ကအစစ်စစ်ဒီထိမ့်သိမ့်ခဲ့ပြီးတော့လက်ဆင့်ကမ်းနဲ့စနစ်နဲ့တူတဲ့အတွက်ပိတကလို့ ခေါ်လိုက်ကြပါလေ။ဒါကြောင့်ဒီဒုတိယအယူဆကလည်းတင့်လျော်တယ်လို့ဆိုနိုင်ပါတယ်။ဒါပေမဲ့မဟာယာနခိုင်းတွေကတော့ဘုရားဝဆနာတွေကိုအာဂမပေါ့နော်။အဲ့လိုမျိုးသတ်မှတ်တယ်။အတိဘေကတော့အစင်စင်ဆင့်တက်လာခြင်းပဲပေါ့နော်။အာဂုံဆောင်တဲ့အာဂမအစင်စင်ဆင့်တက်လာခြင်းပဲဖြစ်တယ်လို့မဟာယာနခိုင်းကတော့ဒီဘုရားဝဆနာတွေအဲ့လိုပြောပါတယ်။ ပိဋကတ်တော်တွေမှာဆိုရင်လည်းပါဠိဘာသာနဲ့ပတ်သက်ပြီးနော်ထပ်ပြောရမယ်ဆိုရင် ပါဠိဘာသာကအင်ဒိုဥရောပဘာသာအနွယ်ဖြစ်တယ်။နော်ကာလာအဖြစ်လေအလေအင်ဒိုအာရီယံခေတ်မှာပေါ်ပေါက်ခဲ့တဲ့ဒီပကတဘာသာစကားထဲမှာပါဝင်တယ်လို့ဆိုပါတယ်။အခုရှိနေတဲ့ပါဠိပိဋကတ်တော်တွေကဒီတတိယသင်္ဃာယနာတင်တဲ့အချိန်ပေါ့နော်ရှေးပိုင်းရှေးပိုင်းမှာဘုရားရှင်ပြင်းနေမှာစံပြီးတော့ဒီ တိပုံ300အတွင်းမှာတင်ခဲ့တဲ့တတိယသင်္ကန်းရနာတင်တဲ့အချိန်မှာနောက်ဆုံးအကြိမ်ဖြစ်စစ်စစ်တိဖြတ်ခဲ့တာလေဖြစ်ပါလေဒီပါဠိဘာသာဟာအိန္ဒိယနိုင်ငံရဲ့အနောက်ပိုင်းမှာတွေ့ရတဲ့အတောကမင်းကြီးရဲ့ဂီရနာဗာရှင်းပေါ့နော်ဂီရနာကျောက်စာမှာသုံးတဲ့ဘာသာစကားနဲ့လည်းများစွာတူတာလိလမှတ်သားရတယ်ပါဠိဘာသာရဲ့ဖွဲ့စည်းပုံကိုလိလမယ့်အခါမှာလည်း မိမိတို့ရဲ့ခေတ်ပြိုင်စကားတွေနဲ့ဘာသာစကားတွေနဲ့ဆက်နွယ်နေတာတွေလည်းတွေ့ရှိရတယ်။ဒါအပြင်ဒီပါဠိဘာသာဟာကိုယ်ပိုင်အက္ခရာမရှိဘူးအတန်ထွက်ပဲရှိတယ်လို့သိရှိရတယ်။ဒီချက်တွေကိုကြည့်ပြီးတော့ပါဠိဘာသာဟာမူလတုန်းကတော့အရေးဘာသာစကားမဟုတ်ပဲနှုတ်ပြောတက်တက်နဲ့ပဲရှိခဲ့မှာဖြစ်ပါတယ်။ဒီဗုဒ္ဓရဲ့ဟောကြားချက်တွေကိုဒီဘာသာစကားတွေနဲ့မှတ်တမ်းတင်ရင်းနဲ့ပဲ ်စာပေဘာသာစကားတစ်ခုအဖြစ်တိုးတက်လာတယ်လို့လည်းယူဆနိုင်ပါလေဒီခေပြန်ဗုဒ္ဓခေပြန်ပေါ့နော်ဒီဘာသာစကားတွေနဲ့ဆက်ဆက်နေတာကိုကတခြားမဟုတ်ဘူးပေါ့ဗုဒ္ဓမြတ်စွာကနေဝိနည်းပိဋကတို့သုလဝကတို့မှာ နော်သူမိန့်ထလားအနုသာနာမိဘိက္ခဝီတက္ကယနိရုတ်တိယဗုဒ္ဓဝဆနံပရိယပုဏ္ဏိတုံဆိုတဲ့ ခွင့်ပြုချက်တည်းရရှိထားခဲ့တယ်။အဲ့ဒါရဲ့အဓိပ္ပာယ်ကတော့ယဟန်တုတဲ့အဲဒုဗုဒ္ဓရဲ့တရားဒေသနာတော်တွေကိုမိမိရဲ့ဘာသာစကားနဲ့လေသင်ယူဖို့နော်ဒီငါဖျားကခွင့်ပြုတော်မူခဲ့တယ်လို့မိဆိုထားခဲ့တာကြောင့်ဖြစ်ပါတယ်။ဒီလိုခွင့်ပြုချက်ကြောင့်ပဲလူမျိုးအသီးသီးကဘာသာစကားအမျိုးမျိုးနဲ့ဗုဒ္ဓဝါစနာတွေကို သင်ကြားခဲ့ကြတယ်။နော်ဒီ မြန်မာဆိုလဲဒီမြန်မာရဲ့အခရာနဲ့ဖလေတာနော်ယူရီးယားမှာလည်းသူတို့ကမ္ဘောဂျာအခရာကတော့နော်အဲ့လိုမျိုးတွေဖလေပြီးသုံးခဲ့ကြတာဒါကြောင့်ဗုဒ္ဓဘာသာသာသနာအတွင်းမှာဝင်ရောက်လာကြပြီးတော့မိမိတို့ကိုယ်ပိုင်စကားတွေနဲ့ပေါ့နော်လိလာချက်မှတ်ခဲ့ရကနေဘာသာစကားရောထွေးလာခဲ့ဟန်တူပါတယ်အရေးသားပေါ်လာတဲ့ခစ်ကြမှာပဲမိမိတို့ရဲ့ရိုးရာဘာသာစကားနဲ့ မှတ်တမ်းတင်လာကြတာဖြစ်တယ်။ဒါကြောင့်ပိဋကစာပေတွေကိုဒေသဆိုင်ရာဘာသာကွဲတွေအနေနဲ့လည်းတွေ့ရှိရခြင်းဖြစ်ပါတယ်။နော်ဒီပိဋကတော်တွေဆိုရင်ဒီ3 trip ပိဋက3 basket ကိုဆိုလို့ရှိရင်နော်ဒီပါဠိဘာသာနဲ့ထေရဝါဒမှာဆိုရင်ခွဲခြားထားတာဝိနည်းပိဋကက5 books သုတ္တပိဋကကတော့5 collections အ နော်အပေါင်းအစု၅ခုနိကေ၅ရက်အပိဓမ္မာပိဋကမှာဆိုလို့ရှိရင်7 books ရှိတယ်ဆိုတာလိလာမှတ်သားသိရှိရတယ်ခုနိယပိဋက5 books ထဲမှာဆိုရင် the first two of the lisa collective called တုတ်တာဝိပင်္ဂပထမနှစ်ခု နော်ကတော့တုတ်တာဝိပင်္ဂမှာပါတယ်ဒီမဟာဝိကနဲ့ဘိက္ခုနီဝိပင်္ဂ ဘိက္ခုဝိပင်္ဂနဲ့ဘိက္ခုနီဝိပင်္ဂအဲအဲ့ဒါကတော့ analysis of rules ပေါ့နော်ဒီစီမင်းဝင်ကြီးတွေကို analyze လုပ်လိုက်တဲ့အခါမှာနောက်တစ်ခါ and the second to ခန္ဓကဝကခန္ဓကဝကထဲမှာတော့နောက်နှစ်ခုဖြစ်တဲ့ဒီအမဟာဝကနဲ့စုလဝကပါတယ်เนาะဒီပထမတစ်ခုမှာတော့ ဘိက္ခုဝိပင်ကနဲ့ဘိက္ခုနီဝိပင်ကနောက်နှစ်ခုကတော့ဒီမဟာဝေကနဲ့သုလဝေကနောက်ဖိဝါရဒါတော့ appendix ပေါ့နော်နောက်ဆက်တွဲကျမ်းပေါ့နောက်ဒီတုတ္တပိတက5 collection အပေါင်းစု၅ခုလို့ပြောတယ်ဒီတုတ်တန်နာပိတကဒီထဲမှာဆိုရင်နော် ဒီကနိကာယမัจจิมานิกายသံယုတ္တနိကာယအင်ဂုတ္တရနိကာယနဲ့ခုဒကနိကာယဆိုပြီးတော့ပါရှိတယ်။အဲ့ဒီထဲမှာမှာခုဒကနိကာယမှာကျမ်း15ကျမ်းထပ်မံခွဲထားပါလေ။အဲ့လာဒီကတော့ခုဒကပါထဓမ္မပရာဥဒါနာဣတိဝုဒကသုတ္တနိပါဒဝိမာနဝိထုပိတဝိထုထေရဂါထာထေရီဂါထာ ဇာတကနေတီတာပฏิစံပိတာအပဒါနဘုဒ္ဓဝန္တနဲ့စရိယာပိတကဆိုပြီးတော့ဒီ15ချံဒီခုတကနိကေထဲမှာထပ်မံပြီးခွဲထားပါသေးတယ်။ Wisdom Scholars တရားတော်ဒါကို18ချံလို့လည်းပြောပါတယ်။အဲ့ဒါလေးရတော့နောက်မှာထပ်မံပြီးတော့ရှင်းပြထားပါတယ်။ Now ဒီ3ပိတကထဲကတတိယမြောက်အပိဓမ္မာပိတက 7 books ပါပါတယ်သူမှာတော့ဓမ္မစင်ကနီတို့ဝိပင်္ဂဓာတုကထာ ပုက္ကလပညတ်တိကထာဝိတုရမကပဋ္ဌာနာဆိုပြီးတော့ကျမ်းခွန်းကျမ်းရှိပါတယ်ဒါလေးတွေကို နောက်ဖက်မှာနော်ကောက်နှုတ်ပြီးတော့မှဆက်လက်ပြီးတော့ဝိမျှထားပါသေးတယ် body of certain scriptures accepted by the buddhists as a genuine word of the buddha is a buddhist canon ဒီထေရဝါဒဗုဒ္ဓဘာသာရဲ့ဒီကေနွန်ပိဋကတ်တော်မှာဆိုရင်ဗုဒ္ဓဘုရားရှင်ရဲ့နှုတ်ထွက်စကားတွေဗုဒ္ဓဝါဒီတွေအားဖြင့်အဲလက်ခံထားကြတဲ့ဒီဗုဒ္ဓရဲ့နှုတ်ထွက်မိမွတ်ထားတဲ့စကားတော်တွေဒီကျမ်း တဆူဖြစ်တယ်ဆိုတာကိုဒါအလုံးဟာပေါ့နော်စစ်မှန်တဲ့ဘာသာရေးဆိုင်ရာကျမ်းတဆူဖြစ်တယ်ဆိုတာကိုဒါလက်ခံထားကြတယ် The scriptures are in the form of dialogues ဒီအဲ့ဒီကျမ်းထဲမှာဆိုရင် နော် dialogues ဒီပါမယ်အဲနောက်ပြီးတော့အဲ့ဒီအပြန်အလှန်ပြောဆိုထားတဲ့ dialogues ဒီပါမယ်နောက် scenes မိမ့်မွတ်တုံထားတဲ့ဓာတ်ဒီပါမယ် narrative ဇာတ်ကြောင်းနေပါမယ် and runes ဝိနည်းစည်းမျဉ်းတော်ကြီးလည်းပါမယ်เนาะဒါတွေရာဆိုလို့ရှိရင် summary in verses အချို့ကတော့ဂါထာတွေအနေနဲ့ပါပြီးတော့ what others in prose အခြားဒီတရားဒေသနာတွေရာတော့စကားပြေပုံစံမျိုးနဲ့တွေ့ရှိရမယ်ပေါ့နော်ဒီဘုရားဝါဒီဒီလက်ခံထားကြတဲ့ဘာသာရေးဆိုင်ရာဒီကျမ်းဟာစစ်မှန်တဲ့ဘုရားရှင်ရဲ့နှုတ်ထွက်စကားတွေဖြစ်တဲ့ ဲ့ဒီကျန်းနေမှာဆိုရင်ဒီအပြန်အလှန်ပြောဆိုထားတဲ့ dialogues တွေ sayings တွေမိမ့်မွက်ထားတဲ့စကားတွေ narratives တွေနော်စကြောင်းပြောထားတာတွေ rules တွေဝိနည်းစည်းမျဉ်းတွေနော်အချို့ကတော့ဒါတွေအလုံးကိုဂါထာအနေနဲ့တွေ့ရပြီးအချို့ကတော့ proofs စကားပြေအနေနဲ့နော်တွေ့ရှိရပါတယ် Each school song Buddhism has its own canon in Pali, Sanskrit, mixed Sanskrit, so Prakrit. အဲဒီဂိုင်းကနအတီးဒီပေါ့နော်အတီးဒီတော့ဂိုင်းနေဟာဆိုလို့ရှိရင်ပေါ့နော်ဒီကိုပိုင်ပိဋကတ်တော်တွေကိုလည်းပေါ့နော်ပိုင်ဆိုင်ထားကြတယ်နော်တက္ကတဘာသာနဲ့ရောနော်တက္ကတနဲ့ Prakrit ဒီ language နဲ့ရောနေတဲ့ဘာသာနဲ့ရောပိုင်ဆိုင်ထားကြတာရှိတယ် of these canons the one in pali belonging to the theravadins is the most complete အဲ့ဒီလိုဂိုင်းပေါင်းများစွာကပိုင်ဆိုင်ထားတဲ့ဒီပိဋကတ်တော်တွေကမှအဲ pali language နဲ့ဖြစ်တဲ့ဒီ theravadins တွေရဲ့ဒီ pali ဘာသာနဲ့မှတ်တမ်းတင်ထားတဲ့ဒီ ပိဋကတ်တော်ကတော့အပြည့်စုံဆုံးဖြစ်တယ်လို့လေ့လာမှတ်သားသိရှိရတယ်เนาะဂိုင်းပေါင်းစုံဟာဒီဒီဘုဒ္ဓဆင်နဲ့ပတ်သက်တဲ့ဒီဂိုင်းပေါင်းစုံဟာเนาะဂိုင်းကြီး78ဂိုင်းရှိခဲ့တယ်လို့လည်းရှိမှာဟို second council မှာဂိုင်းနေ껙တော့အဲ့ထဲမှာမှာเนาะ canon ကိုပါဠိဘာသာနဲ့လည်းရှိတယ် sanskrit နဲ့လည်းရှိတယ် now mix sanskrit so prakrit ါဠိဘာသာတို့တက္ကတဘာသာတို့တက္ကတနဲ့ပရာကရစ်ရောနေတဲ့နော်ဒီလိုမျိုးပိဋကတ်တော်တွေရှိကြတယ်ခိုင်းမောင်းဆိုမှာအဲ့ဒီအထဲမှာမာတဲ့ဒီပါဠိဘာသာနဲ့ရည်ထိုးထားတဲ့ထေရဝါဒင်စီထေရဝါဒနဲ့ပတ်သက်တဲ့ထေရဝါဒင်စီရဲ့ပါဠိဘာသာနဲ့ရည်ထိုးထားတဲ့ပိဋကတ်တော်ကပဲအပြည့်အစုံဆုံးဖြစ်တယ်လို့လေလ ీల မှတ်သားသိရှိရပါတယ် The contents of this canon were collected and settled at three successive Buddhist councils held within 300 years after the demise of the Buddha. Eri Pirika do di canon Pirika do ma pawin ne achang ya ri ya ni paung 300 atwin ma Buddhist council yi ်တုံးချင်ကျင်ပါခဲ့တယ် first council second council third council เนาะရှိမှလည်းမျှဝေခဲ့ပြီးပါပြီဒီအကြောင်းပေါ့နော်အဲ့ဒီလိုမျိုး council တုံးချင်ကျင်ပါခဲ့တဲ့ထဲကနေပြီးမှเนาะဒီ Buddhist scriptures တွေကို collected လုပ်ထားပြီးတော့မှတကယ်ကိုအတီတကြနဲ့ အဲစုစည်းထားတဲ့အကြောင်းအရာတွေပါဝင်တယ်လို့ပြောပြောလို့တာပါနော်ဘုရားရှင်ပရိနိဗ္ဗာန်ဆံပြီးတော့နှစ်ပေါင်း300တွင်မှာထင်ရှားတဲ့သင်္ဃာယနာတင်ပွဲကြီး၃ခုကျင်းပခဲ့တယ်နော် first council second council third council အဲ့ဒီထဲကမှဒီသင်္ဃာတော်တွေဟာဘုရားရှင်ရဲ့တရားဒေသနာတော်တွေကိုနော်နှုတ်တိုက်ရွတ်ဆိုပြီးတော့မှဒီကျင်းပခဲ့ကြတယ်အဲ့ဒီထဲကဒီဘုရားရှင်ရဲ့တရားဒေသနာတော်တွေကို ပါဝင်တဲ့အကြောင်းအရာတွေကို collect လုပ်ထားတာကဒီ canon မှာပါဝင်တဲ့အကြောင်းအရာတွေကဒီဘုရားရှင်ရဲ့သုတ်ဝင်ဤအဘိဓမ္မာဆိုတဲ့တရားဒေသနာတွေဖြစ်တယ်လို့ဆိုချင်တာပါအခေနွန်ဟက်ဘင်း orally handed down generation after generation until the time of the fourth council held in ceylon ဒီပိဋကတ်တော်တွေကိုနှုတ်တဲ့အာဂုံဆောင်ထားတာတွေကိုနော်တဆင့်ပြီးတဆင့်နော်ဒီတည်ဆောင်လာလိုက်တာဟာသရုထသင်္ကယနာတင်ပွဲကြီးကျင်းပခဲ့တဲ့စီလွန်မှာသရုထသင်္ကယနာတင်ပွဲကျင်းပတဲ့အတိုင်အောင်ဒါလက်ဆင့်ကန်တည်ဆောင်လာခဲ့ကြတယ်ထိမ့်သိမ့်လာခဲ့ကြတယ်နော်ဒါပေမဲ့အဲ့ဒီလူမျိုးထိမ့်သိမ့်တာဟာဒီတဘာဝဘီးတွေစစ်မဲ့ဘီးတွေကြုံတွေ့လာတဲ့အခါမှာဒီ တရားဒေသနာတွေကိုနှုတ်တဲ့ထိမ့်သိမ်းဆောင်ရှိုက်လာတာတွေဟာနော်ယူလျော့ပြီးတော့ဖြစ်သွားမှာဆိုတဲ့အတွက် during the reign of king winter company မြင်လက်ထက်မှာ when the scriptures were written into books winter company မြင်ကြီးလက်ထက်ရောက်တဲ့အခါမှာတော့ဒီပိဋကတ်တော်တွေကိုပိဋကအခရာတင်ပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်။သင်္ဃာယနာ၃တန်သလုံးမှာသူက နှုတ်တဲ့အာဂုံဆောင်ပြီးတော့အစဉ်စဉ်လက်ဆင့်ကမ်းပြီးတည်ဆောင်လာလိုက်တာသရုထသင်္ဃာယနာ တင်ပွဲရောက်တဲ့အခါဝိတ္တခမဏီမင်းကြီးလက်ထက်မှာတော့ပိထေအခရာမှတ်တမ်းတင်မှုပြုစုခဲ့တယ်ဆိုတာလိလာမှတ်သားသိရှိရပါတယ်။နော်အဲ့ဒီအချိန်တုန်းကဆိုရင်ဒီအိန္ဒိယမှာလည်းဆင်ပြိုင်ကျင်းပခဲ့တယ်။ကနိရှိကမင်းပေါ့နော်။အဲ့ဒီမင်းကတော့တက္ကတဘာသာနဲ့ဒီကြီးပြားပေါ်မှာ ဒီကေနွန်ပိရကတ်တော်တွေကိုမှတ်တမ်းတင်ခဲ့တယ်လို့လည်းလေလာမှတ်သားသိရှိရပါတယ်။ဒီဝိတ္တဂါမနီမင်းကတော့ဒီကျမ်းတွေကိုပိထက်အခရာတင်ပြီးတော့ဒီပါဠိတော်နဲ့မှတ်တမ်းတင်ခဲ့တယ်ဆိုတာလေလာမှတ်သားသိရှိရပါတယ်။ The Pali Canon, as we have it now, can be classified in several ways. အဲဒီလက်ဆင့်ကန်သစ္စာငယ်ကြတဲ့ ပိဋကတ်တော်တွေကိုပေါ့နော်ဒီပါဠိမူပါဠိပိဋကတ်တော်မူကိုနည်းမျိုးစုံနဲ့နော်ခွဲဝေပိုင်းခြားထားတာလေးကိုဆက်လက်ပြီးတော့လေ့လာကြပါမယ်။နော်ပါဠိကန်နွန်ကို Sabre Wis နည်းမျိုးစုံနဲ့ခွဲခြားထားတဲ့ဒီပိဋကတ်တော် ခွဲဝေပိုင်းခြားထားတဲ့အကြောင်းလေးကိုဆက်လက်ပြီးတော့လေ့လာကြပါမယ်။ in several ways ရတ္တအဖြစ်တပါဓမ္မဝိနည်းအဖြစ်နှစ်ပိဋကအဖြစ်၃ပုံဝဆနာအဖြစ်၃မျိုးနိကေအဖြစ်၅ရက်အင်္ဂါအဖြစ်၉တန်ဓမ္မခဏအဖြစ်၈၄၀၀အစရှိသဖြင့်ဒီလိုလေးခွဲခြားထားလာဘူးလိလမတသိရှိရပါတယ် Ratha sentiment. The canon forms one whole body having the Vimuti Rasa sentiment of deliverance. ဒီပိရိကတော်ရီကိုပိုင်းခြားကြည့်မယ်ဆိုရင်ဗုဒ္ဓဝဆနာလို့ခေါ်တဲ့မြတ်စွာဘုရားရှင်ရဲ့တရားတော်တွေဟာဘလောက်ပဲများများနော်ဓမ္မခန္ဓာပေါင်း၈000လေးတည်းရှိတယ်လို့ပဲပြောပြောရည်ရွယ်ချက်ကတော့တစ်ခုပဲရှိပါတယ်။နော်အဲ့ဒါကတော့ဝိမု ക്തി ရတ္တ တန္တရာဝဆင်းရဲကနေလွမြောက်စေဖို့နိဗ္ဗာန်ကိုရဖို့ဒုက္ခအလုံးအင်းငိမ့်စေဖို့ဆိုတဲ့ဝိမု ക്തി ရတ္တတမျိုးပဲဖြစ်ပါလေဒီကန်ဘီဒီဗိုက်ဒက်အင်တူတူအင်တမ်ဆောဓမ္မအန်ဝိနည်းဒီဝိနည်းစကန်တွေကိုဟောကြားထားတဲ့အပိုင်းတစ်ပိုင်း နောက်အဲ့ဒီချက်မှတ်ထားတဲ့ဝိနည်းစည်းမျဉ်းတွေကိုကျင့်သုံးဖို့တရားဓမ္မတွေကတပိုင်းနော်ဒီလိုဒါကိုဓမ္မနဲ့ဝိညာဉ်ဆိုပြီးတော့နှမျိုးခွဲခြားထားတယ်နော်ဒီဝိနည်းစည်းမျဉ်းတွေနဲ့ပတ်သက်ပြီးဟောကြားထားတဲ့အပိုင်းကတပိုင်းပေါ့နော်အဲ့ဒီဟောကြားထားတဲ့ဝိနည်းစည်းမျဉ်းတွေကိုလိုက်နာရမယ်ဆိုပြီးတော့ဒါ admonition ပေးထားတာပေါ့နော်အဲဒီလိုမျိုးတရားဓမ္မတွေ ကတပိုင်းဓာတ်ကိုဓမ္မနဲ့ဝိနည်းရနော်ဆိုပြီးတော့နှမျိုးခွဲခြားထားတာလေးလိလမသားရရှိတယ်နော်ဓမ္မဆိုတာတော့တရားဓမ္မတွေပေါ့နော်ဟောကြားထားတာဝိနည်းကတော့ဝိနည်းစည်းကမ်းတွေဟောကြားထားတာနော်အဲ့ဝိနည်းစည်းမင်းတွေကိုကျင့်သုံးဖို့ဟောတာကဓမ္မနော်ဒီလိုမျိုးအပိုင်းနှစ်ပိုင်းရှိတယ်လို့လိလမသားသိရှိရပါတယ် in terms of pitaka basket namely winiya tutta and abhidhamma pitaka pitaka အပြင်အဲသုံးပုံခွဲခြားထားရဲဆိုတာအားလုံးသိရှိကြပါတယ်။နော်ပိတကသုံးပုံမှာဝိနည်းတွေပါဝင်တဲ့ဝိနည်းယပိတကနော်တုတ်တရားဒေသနာတွေပါဝင်တဲ့တုတ်တပိတကနဲ့အပိဓမ္မာခုနှစ်ကျမ်းပါဝင်တဲ့အပိဓမ္မာပိတကဆိုပြီးတော့ပိတကသုံးပုံခွဲခြားသတ်မှတ်ထားပါတယ်။ into three in terms of Buddha wasana what namely ပထမဗုဒ္ဓဝចနာမัจ ima ဗုဒ္ဓဝចနာပစ္စည်းမဗုဒ္ဓဝចနာဒီဖျားရှင်ရဲ့ပထမဆုံးပထမဒီစကားတော်ကတော့ပေါ့နော်ဖျားအဖြစ်ရောက်ရှိပြီးတော့ဥရန်ကျွင့်နဲ့အနိကစာတိတန်တန်အစချီတဲ့ဒီဥရန်ကျွင့်နာကတော့ပထမအဆုံးပေါ့နော်ဒါတန် ဖြစ်တယ်။နောက်မစ္စည်းမဗုဒ္ဓဝဆနာဒါကတော့ဒီမစ္စည်းမဒေတာမှာဖျားအဖြစ်ကိုရရှိပြီးတော့45ဝါပတ်လုံးတရားဒေသနာတော်တွေကိုဒီမစ္စည်းမဒေတာမှာဟောကြားတော်မူခဲ့တဲ့နော်မစ္စည်းမဗုဒ္ဓဝဆနာတွေ next ပစ္စည်းမဗုဒ္ဓဝချနာဒီနောက်ဆုံးစကားပေါ့နော်ဒီစကားတော့သုံးရထင်နောက်ဆုံးစကားကတော့ဖျားရှင်ပရိနိဗ္ဗာန်ဆံဃာနီးမှာယဟန်တော်တွေကိုယဟန်တွေကို ဟနတဏိဘိက္ခဝေအပမဒိနာတံပါတိထ။နော်ရဟန်းတို့ဒီသင်္ခါရတရားတို့ဟာပြောက်ွယ်ပျက်စီးလေတယ်။ဒါကြောင့်မမိမလျော့တဲ့တတိတရားနဲ့အထုတ်ကြကုန်လို့ဆိုပြီးတော့တတိပီဆုံးမစကားပြောကြတဲ့ဥစ္စာပေါ့နော်။ဒါကမြတ်စွာဘုရားရှင်ရဲ့အဲ3 in terms of ဘုဒ္ဓဝဆနာစကားကြီး၃ပါးပေါ့နော်သူရဲ့ပထမဘုဒ္ဓဝဆနာမဇ္ဈိမဘုဒ္ဓဝဆနာနဲ့ ပစ္စည်းမှာဗုဒ္ဓဝဆနနော်ပထမဆုံးစကားနော်ဒီဒုတိယစကားနောက်ဆုံးစကားတော်တို့ဖြစ်တယ်အဲ့ဒါကိုလေဒီပိဋကတ်တော်ခွင့်ဝင်ပိုင်ခြားတဲ့အထင်မှာဒါထည့်သွင်းပြီးတော့မှတ်သားထားပါတယ်နော် into five in terms of nikaya ကလက်ရှင်နိမနီနိကာယနိကေဆိုတာပေါ့နော်နိကာယဆိုတဲ့ပါဠိစကားဖြစ်တယ်အတိဘေကတော့အပေါင်းအစုလို့ပြန်ဆိုပါတယ်မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဒေသနာတွေကိုအမျိုးအစားပိုင်းခြားပြီးတော့အစု၅စုထားခဲ့တာကိုနိကေ၅ရက်လို့ခေါ်ဆိုပါတယ်အဲ့ဒီနိကေ၅ရက်ကတော့ဒီကနိကာယမဇ္ဈိမနိကာယသမယုတ္တနိကာယအင်ဂုတ္တရနိကာယ ခုတကနိကာယလိုပဲဖြစ်တယ်။ရှင်လျားတဲ့သုတ်တိပါရာတွေနောက်အလေအလတ်သုတ်တရားစုနောက်တခါသံယုတ္တနိကာယတရားသဘောတူရတူရစုထားတာနော်။အင်္ဂါအရေအတွက်ဖြင့်ပွားများတဲ့အစုနောက်သိငေတဲ့အကြောင်းအရာတွေပါဝင်တဲ့ခုတကနိကေအစရှိသဖြင့်ဒီ မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဒေသနာတော်တွေကိုအမျိုးအစားပိုင်းခြားပြီးတော့အစု၅စုထားခဲ့တာကိုနိကေ၅ရံလို့ဆိုပါတယ်။ဒါကလည်းဒီ Sovereign Wisdom မှာအပိုင်းတစ်ပိုင်းပဲဖြစ်ပါတယ်။ into nine in terms of inga namely အင်္ဂါအဖြစ်ကိုးတံပေါ့နော်ဒီခြေလက်အင်္ဂါအကိုင်းခက်တီလိုပဲပေါ့ဒီဗုဒ္ဓဝဆနာဖြစ်တဲ့ပိဋကတ်၃ပုံကို အင်္ဂါ၉ပါးနဲ့လည်းပိုင်းခြားထားပြန်ပါသည်အင်္ဂါဆိုတာကပါဠိစကားလုံးအင်္ဂါမှဆင်းသက်လာခြင်းဖြစ်တဲ့အစိတ်ပိုင်းလက္ခဏာရက်လို့အဓိပ္ပာယ်အမျိုးမျိုးရပါတယ်ဒီအင်္ဂါ၉ပါးကတော့သုတ္တဂိယဝိယကရဏဂါထာဥဒ္ဒနာ ။ဣတိဝုဒ္ဒကဇာတကအဘုဒ္ဓဓမ္မဝိဒံလဆိုတဲ့အင်္ဂါ၉ပါးပဲဖြစ်ပါတယ်နော်။အင်္ဂါဆိုတာပါဠိအင်္ဂါမှာဆင်းသက်လာပြီးအစိတ်ပိုင်းဆိုတဲ့လက္ခဏာရက်လို့အဓိပ္ပာယ်ရပါတယ်။ဒါကတော့အင်္ဂါ၉ပါးနဲ့ပတ်သက်တဲ့အကြောင်းအရာပါ။ဒီဗုဒ္ဓဝဆနာဖြစ်တဲ့ပိဋကတ်၃ပုံကိုအင်္ဂါ၉ပါးနဲ့လည်းပိုင်းခြားထားတယ်။နော်ဒါလည်းလိလာမှတ်သားသိရှိရပါတယ်။ into 84,000 in terms of Dhammakanda units of the Dhamma. ဒီ Dhammakanda အားဖြင့်ခွဲကြည့်မယ်ဆိုရင်လေဝိနည်းပိဋကတော်မှာ2,100ရှိတယ်။သုတ္တပိဋကမှာ2,100အပိဓမ္မပိဋကမှာ4,200ရှိတဲ့အတွက်ဓမ္မခန္ဓာစုစုပေါင်းက8400ကျေဝင်းတာကိုတွေ့ရနိုင်ပါတယ် ဒါကတော့ဓမ္မခန္ဓာအဖြစ်ခွဲခြားထားတာပါဓမ္မခန္ဓာပေါင်း၈၄၀၀ရှိတယ်အဲ့ထဲမှာသူ့ကိုပြန်ခွင်းရင်ဝိနည်းပိဋကအဖြစ်၂၁00သုတ္တပိဋကအဖြစ်၂၁00ပြီးဒီမှာပိဋကအဖြစ်၄၂00ဆိုပြီးတော့ဒီဓမ္မခန္ဓာကိုခွဲကြည့်ရင်ဒီလိုမြင်ရပါတယ်ဒီလိုဓမ္မခန္ဓာပေါင်း၈၄၀၀ကျေဝင်းနေဆိုတာကိုလေ တွေ့ရှိနိုင်တယ်ဆိုတာဒါလီလာ မှတ်သားသိရှိရပါတယ် In this light ဒီပိဋကတ်တော်ပိုင်းခြားချက်တွေအများကြီးရှိတယ်လို့ရှိမှာမျှဝေခဲ့ပါပြီယသအဖြင့်တပါးတို့ဓမ္မဝိနည်းအဖြင့်နှစ်ပါးဝဆနာအဖြင့်၃ပါးပိဋကတ်အဖြင့်၃ပုံနိကေအဖြင့်၅ရက်အင်္ဂါအဖြင့်၉ရက် ဓမ္မခန္ဓာအားဖြင့်၈၄၀၀အစရှိသဖြင့်ခွဲဝေခဲ့ပါတယ်။နီလန်မျိုးစုနဲ့ of these classifications အဲ့လိုခွဲဝေထားတဲ့အထက်ကမှ the most common one is that into three pirikats အများဆုံးတွေ့ရတာကတော့ဒီ pirikat သုံးပုံနဲ့ပတ်သက်တာပဲဖြစ်ပါတယ်အဲ့ဒီထဲမှာအများဆုံးခွဲဝေထားတဲ့အထက်မှာ pirikat သုံးပုံကတော့အများဆုံးတွေ့ရဆုံးဖြစ်တယ်ဒီဗီဒီယိုမှာတော့ဒီ pirikat ခွဲဝေပုံကို အဲတင်ပြထားပြီးခိတ္တရန်နာပါမယ်။နောက်ရှစ်ဆက်ပြီးတော့မှဒီလာမယ့်ဗီဒီယိုမှာပိဋကတ်သုံးပုံခွဲဝေပုံအကြောင်းနော်ပိဋကတ်အဲဝိနည်းပိဋကတ်သုတ္တပိဋကတ်အဘိဓမ္မာပိဋကတ်တို့နောက်အင်္ဂါ9အစရှိသဖြင့်ဆက်လက်ညွှန်ဝေသွားပါမယ်။